ဘာဘူးလဲတင်မြန်လဲလက်တင်မြန်လဲတင်မြန်လဲလက်တင်မြန်လင်းလက်မမနမကြီးရော just definitely ပြရမှာပေါ့ဒီလိုရောင်နေကကျွန်တော်တော်တော်ကြိုက်လို့အဲ့လိုသုံးသပ်နေထားတာ5000ကျော်ပါပါအနည်းဆုံးတော့5000ကျော်ပါအနည်းဆုံးတော့ဘယ်လိုမတည်ဘူးလားဆိုရတော့လာပြီးတော့သားတယ် Uh, uh, 9500. Okay, I, I, will give him. Okay. You. okay. Hello, this is for sale. Yes, yes, of course. Okay. You get Yang Lai. Okay, this get released with 95. Mm -hmm. 95,000. But Gurong, I am go, Yang Lai. ဒါက <laughs> okay. okay. thank you so much thank you. thanks so much <laughs> uh, thank yeah thank you โอเคเดี๋ยวคาร์บอนซอยอมเนี่ยคาร์บอนเนี่ยนอกพี่แล้วดาวยังจ้างเนี่ยဆိုရဲ့ဘတ်စကတ်ဘောပလေယာနှစ်ယောက်ပေါ့เนาะကိုကတော့မသိဘူးဆိုတော့ဒီကကနေမာရဲ့အော်တိုနောက်ပြီးတော့ဒါမူစီယဲလာနောက်ပြီးတော့ဟာလန်ဒါကတော့ကျွန်တော်အခုလိမ့်နေကြပါတော့ပြောရမယ်ဆိုရင်တော့အရန်ကိုကြမ်းနေတဲ့ပလေယာတွေမှာပါတယ်ပေါ့เนาะဒါ PSC တင်ထားဆိုတော့ မင်္ဂလာပါမင်္ဂလာပါဟောကျော်ဟင်းနေချက်ပြီးတော့ထမင်းနေစိုင်းနေသွားတဲ့ content ပေါ့နော်ရင်တော့ jake jake dog လားဟုတ်လားဟုတ်တယ် jake dog jake dog ရင်တော့ကြောက်စိုင်းနေကြောက်စိုင်းနေရောင်းနေဝယ်ပေါ့နော်အခုတော့ကတ်တွေရောင်းနေဝယ်ဖြစ်သွား bro bro ဒီကွာကျော်ပြရဲ့ကတ်တာဒါ bro collection ပေါ့နော် bro အကြိုက်ဆုံးကတ်ကဘယ်ဘယ်ကတ်ဖြစ်မလဲအောက်ပြောဈေးအကြီးဆုံးဝယ်ထားရတဲ့ကတ် MRP ပေါ့ MRP ကတ်ဖြစ်တယ် အမ်ဘာပေကပ်တဆက်လာ Okay ဒီအမ်ဘာပေကပ်လေးပေါ့နော်ဒါဒါသူအကြိုက်ဆုံးဝယ်ထားရတဲ့ကပ်နော်ဘရိုအဒီဟာဒီဟာဟိုပါပြတော့ဘယ်လိုဘယ်လိုကိုယ့်အကိုစမစ်တာပြည့်စရာဟုတ်တယ်ကိုယ့်အကိုစမစ်လာဘူဆိုရာနေဘူဆိုရာနေစမစ်ထားဘရိုဒါရောင်းမဲ့ဆိုရင်ဘလောက်လောက်နဲ့မှထုတ်ပြန်ထုတ် 2000အောက်ပေါ့2000အောက်ဆိုရင်မြန်မာဝင်တဲ့အတွက် အလောက်26 26ဒိန်း23ဒိန်းအလောက်လောက်ပေါ့26ဒိန်းအောက်ပေါ့အောက်အဲအောက်မှာပေါ့ရှင်โอเคပါ bro တခါအဲ့ဒါဆိုထားပါဦးဗျာကျွန်တော်ဒီဒီကတ်တွေရော bro အကြိုက်ဆုံးကတ်တွေရဲ့မှာဒါကျွန်တော်တိရသလောက်က bro collection လောက်ထားပါပေါ့ဒါတိတ်ရောင်းဝယ်ထဲမှာလည်းတိတ်တော့မပါဘူးဟုတ်တယ်နော်အဲ့တော့အဲ့ဒါဒီမြန်မာ community မှာကျွန်တော် sport trading ကတ်တွေရာတိတ်မတိမတိဘူးပေါ့နော် content ဆိုလည်းတိတ်မရှိဘူးဗျာအဲ့တော့ဒီဟာကို bro ဘယ်ဟာကအဲ့လို အဲ့လို enthusiastic ဖြစ်အောင် bro ဘယ်လိုပြောရမလဲစိတ်ဝင်စားအောင်ဒါမှမဟုတ် bro passion ဘယ်လိုဖြစ်လာလဲပေါ့ဒါစုဖို့ပုံငယ်ငယ်တည်းကကျွန်တော်ကကတ်တွေကြာနည်းနည်းယူရယ်လေအရင်တော့ငယ်ငယ်တုန်းကကြာ Pokemon Cup အဲကျွန်တော်တကယ်ပချွတ်တုန်းကအတုတွေပဲနေမှာပါအဲဒီတော့ကတ်မင်းဟိုဟာမမမိုးပေးလိုက်အเจ้าမှာမုံမစားပဲအဲ့ဟိုဟာ300ရောဘာလို့ bro bro မိတာတော့မသိဘူး ចောင်းရှိမှာအဲ့လိုမျိုးကျွန်တော်မိုးစီတန်းနေမှာမိုးစီတန်းမှာအဲ့လိုဟိုအဲ့တော့300 8 8 get တွေပါပါပြီဆိုရင်900 1000ဖြစ်သွားတယ်အာအဲ့လိုမျိုးအဲ့ဒါနေစယူဝါဒနာပါဘောနော်ဒါပေမဲ့ဒီ sport trading ကတော့အဝါဒနာပါတာနှစ်နှစ်လောက်ပဲရှိအောင်ကျွန်တော် bro နဲ့အဲ့ဒီမိုင်းမှာစကားပြောပြရင်အဲ့လောက်ပဲရှိအောင် ဟိုကျွန်တော်ဗျာတကယ်တကယ်ဘရိုတခါလဲမန်ရှင်းမှုပဲဗောနော်ကျွန်တော်ဟိုဟာကတ်သမားကြီးစုပြီးတော့ကျွန်တော်မြန်မာပြည်မှာမြန်မာပြည်ကတ်သမားကြီးဒီဘန်ကောက်ရောက်တော့စုတော့ဘူးပြောဝယ်ဗောနော်အဲ့လိုတယောက်ကဆိုရင်ဒီနဲရဗောရူဇာနဲသူ့ဆိုဘရိုမေးဝယ်ဗောစောင့်ယူလို့မထင်ဘူးလားဆိုရအဲ့အဲ့ဘရိုဗောအဲ့ဘလို့အမြင်လဲဘရိုတငငချင်းအတိုင်းဝိုင်းอ่ะဒီလိုမျိုးကြီးစုနေရတယ်ကျွန်တော်ဆိုရင်ဗျာ အာအပြောခံရရယ်ဗျတခါလေကြရယ်အင်းဒီလိုစက်ကူရဥမာ ပြောရမယ်ဆိုအရင်နီးဆုံးတည်းအဆိုရင်ကို့အမျိုးသမီးတော်တခါကျနားမလည်ဘူးဗောနပြပါပဲတီးပါပဲအတက်တကယ်တကယ်ဟိုမြန်မာငွေ30 30ကျော်သွားပြီဆိုတော့တို့နားမလည်နိုင်ဘူးဗောဘာလို့ဒီဒီဒါကြီးကို အလှပဲထောင်တာဗျာကျွန်တော်တို့အိမ်မှာဆိုရင်လည်းဟုတ်တယ်ဒါပေမဲ့ဝါသနာပဲလေဒါကျွန်တော်တို့ဆိုဒီတိုင်းအဲ့ဓာတွေဝယ်ပြီးစိတ်ချမ်းသာတာကွာဘယ်သူမှလို့မျိုးအိမ်မှာလည်းမြင်ရတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးဒီတိုင်းမှာတော်ဒီကွာကျွန်တော်ဒီကဘယ်လိုပြောမလဲသွားလောလို့မရဘူးကွာဒီ sport training ကသူများရေဆိုရင်အဲ့လိုဝင်လာရရှိရ community ရဲ့အဲ့လိုပတ်စံရလောက်တယ်ဆိုပြီးဝင်လာတယ်အမေအဲ့လိုမျိုးလူကွာရေရှည်ကြအောင်အဲ့လို မရှိဘူးဗျာအခုဆိုရင် community မှာ bro တွေ့ရတိုင်းပဲအဲပတ်စံရမယ်ထင်ပြီးဝင်လာရလို့ရပြန်ပြီးထွက်သွားကြရပါတော့စိတ်ပြတ်ပြီးတော့ထွက်သွားကြရမှာပါတော့အဲ့တော့ bro ပြောသလိုပဲဒီဟာ hobby base ကပို့ပြီးတော့ဖြစ်နိုင်တယ်နောက်ပြီးတော့ဒီခံစားချက်နဲ့အဲ့လိုရောင်းတာဝယ်တာဆိုတာအဲ့လို emotion နဲ့ပါတယ်လို့ကျွန်တော်ကမြင်တယ်ဗျာတင်တာတချို့ကတ်တွေဆိုရင်အဲကိုကကိုကစွန့်လွတ်မဲ့အချိန်ဖြစ်နေပြီဆိုရင်မစွန့်လွတ်နိုင်ဘူးဆိုရဲ့ ။နောက်ပြောမှတကယ်ဆုံးတကယ်ရောင်းပြီဆိုရင်မရောင်းရောင်းလို့မရတော့အဲ့လိုမျိုးအမြဲအမြဲကြုံဘရုကြုံရလားကျွန်တော်ဆိုအများကြီးကြုံရတယ်အဲ့လိုမျိုး။ဟိုကျွန်တော်လည်းကြုံရပါတယ်အဲ့လိုမျိုးကျွန်တော်ဆိုရင်အခုဒီ Amber Bike ဆိုကျွန်တော်ဝယ်လိုက်တုန်းကသူက real ကိုစပြီးအဲဝင်လာပြီပေါ့နော်အဲ့ဒီအချိန်မှာအရန်ပြိုနေတာကျွန်တော် real ကြိုက်တယ်လေ။အပြီးတော့သူ့ performance ကြီးက real ရောက်ကလေးလက်သွားပါ။အဲ့ကကြာကိုယ်ဝယ် value လက်ကျသွားပါတော့ကိုယ်ဝယ်ထားတဲ့အချိန်တုန်းကကြာ အာ MRB ဟော့နေရပေါ့အဟာလန်းဆိုလည်းအခုဒီအရင်နှစ်တွေတော့ကျွန်တော်တို့ဆက်စားခြင်းအာကောလက်လုံတော့ဆိုဟာလန်းဆိုရင်လုံးဝဆရာကြီးပြကျွန်တော်တို့တော့တမဟုတ်တယ်ဟာအခုအခုမန်စီးတီးရတယ်တော်တော်လက်တော့အဲ့လိုမျိုးတွေပေါ့ဒါတော့ဒါပေမဲ့ကျွန်တော်တို့ဆိုဝယ်တာဂျိုင်းသိန်းတာပါပဲဟိုလိုမျိုးဟိုဈေးတက်ရင်လည်းပျော်ပျော်စရာကောင်းတာပေါ့ဈေးမတက်တော့လည်းဒီတိုင်းပါအခုအခုမှကောလက်မဲ့ကောလက်တာရောဒီကျွန်တော်ကောနက်မှာဆိုတော့ခါလေးကြာလာမေးရဗျာဘယ်လိုဝယ်ရမလဲ အဲဘယ်လိုစုရမလဲဆိုတော့အများကြီးကျွန်တော်ရသလောက်တော့ရှင်းပြရပေါ့နော်ဘရိုးအနေနဲ့ရောအခုမှစစုမဲ့ကော်လတာကြီးကြောင့်အဲဘာဘာပြောချင်လဲတကယ်အရင်တော့ကဒီပိုကီမွန်တွေစုလာရအခုလည်းအဲ PSA ကတ်တွေဒီ Sport ကတ်တွေနောက်ပြီးတော့ Basketball ကတ်တွေဘရိုးက Basketball ပို့စုရပေါ့နော်အဲ့တော့အဲသူတို့ကြောင့်ဒီ beginner ပေါ့နော်အခုမှစဝင်လာမယ် new income မာယူဘာဘာပြောချင်လဲဘရိုးစဝင်လာလို့ပြောရမှာဒီ ဟိုကျွန်တော်ကတော့ဘယ်တော့မှ box မ break ဘောเนาะဘာဖြစ်လို့ဆိုတော့ကျွန်တော်ကံမကောင်းတက်လို့အဲ့တော့ကျွန်တော်ကတကယ်ကြိုက်တဲ့ဟာ player ရှိရယ်ဆိုရင်ပတ်စံမဲစုပြီးတော့မှ eye cut ကိုပဲဒီတိုင်းဝယ်စေခြင်းလဲတခါလေကြရင်လဲ box the box box ကမြန်မာငွေနဲ့တွက်အများကြီးဘောเนาะ30ကျော်တယ်ဆိုတော့အကြမ်းကြမ်းကိုလိုချင်တဲ့ကက်တွေမရဘူးဆိုရင်ဒါကလောင်းစားလောက်တာနဲ့အတူတူပဲကျွန်တော်ပြောချင်တာ new collector တွေအတွက်ဟို box breaker ကြာရင်လည်း break ပေါ့ဒါမှမဟုတ်ကျွန်တော်ကတော့အဲ့လိုမျိုးကြီး စီမဲ့ကမ်းမဲ့ဘယ်လိုပြောမလဲဇွတ်ကြီးအများကြီးတွေဝယ်ပြီးတော့ဘာမှမရတဲ့အခေါက်ကြောင်မကောင်းအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာအဲ့လိုပတ်စံလေးစုပြီးကိုကြိုက်တဲ့ဟိုစင်ကာကက်လေးတွေဝယ်ရွေးပြီးဝယ်စီချင်တယ်ပေါ့။ဘာလို့တော်တော်များကျွန်တော်စီကိုလာမေးရလူတွေကလည်းအဲ့လိုဘူးဝယ်ပြီးတော့ဖောက်ချင်တယ်ဖောက်ချင်တယ်ဖောက်တာတော့ဟုတ်တာပေါ့ဒါပေမဲ့ဘူးကလည်းဈေးမှမပေါ်တာ။ဒါဘူးဝယ်ပြီးနောက်နောက်တစ်ခါတော်ပြီးမလဲတော့ဘူး။အဲ့ဒါကြောင့်တဘူးထားပါတော့ကျွန်တော်တို့ဘတ်၈၀၀၉၀၀ ဝယ်ပြီးဖောက်လိုက်ရဘာမှမဟုတ်တဲ့ကတ်တွေပဲရရဆိုကျွန်တော်ပြောပလေယာကောင်းကောင်းကိုကြိုက်တဲ့ကတ်ကိုရွေးပြီးဝယ်လိုက်ဘက်ရှစ်တောင်ကူတောင်ဆိုရင်တော်တော်ကြီးရောက်တယ်ဗျာကျွန်တော်ပြောဒီ back end and net ဆိုရယ် page နဲ့ admin founder ပေါ့နော်ဒီအဓိကတော့ basketball ကိုစုတာမြန်မာပြည်မှာ basketball စုတာဆိုတာတော်တော်အဲ့လိုတတိရှိရတဲ့မှာပါတယ်ပေါ့နော်အတူကစုသိသိရတဲ့မှာပါအဲ့တော့ back end and net က admin နဲ့ကျွန်တော်တစ်ချက် အာ knowledge sharing လေးနောက်ပြီးတော့အကုန်လုံးနဲ့လည်း viewer တွေနဲ့သိလို့ရအောင်လို့သူ့ရဲ့ collection ကိုလည်းပြပြီးတော့ကျွန်တော်ကပြပြဖြစ်ပါတယ်ဒါတော့ကျွန်တော်ခိုးမဲ့ကပ်ပါဒီကနောက်ပြီးသူပြန်ကန်နေကြရင်ကျွန်တော်ယူသွားမှာပါဒီကဟုတ်